အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒုတိယပိုင်းမှာတော့မန္တရာပြင်မဘလိုဘဝနီကွန်ချုပ်သွားတယ်သူတော်ဘာမင်းကြီးဘလိုဘဝကိုနီကွန်ချုပ်လာတယ်ဆိုတာကိုသင်ဆက်ပေးသွားမှာဖြစ်လို့ဒုတိယပိုင်းလေးကိုလည်းအဆုံးထိကြည့်ပေးဖို့မြင်သားရခံပါတယ်ကဲအဲ့ဒါဆိုကျွန်တော်ဒုတိယပိုင်းလေးဆက်လာကြရအောင်ထိုတရင်ကိုဗေဒန်သုံးတို့အတိတ်တဆိတ်ဆေးလွတ်ထန်တော့အထောက်ပုံများထံမှတရင်ရသည်နည်းရဘောင်မင်းကြီးကစစ်ထွက်ရန်ပြင်ဆင်ပါတော့တယ်ရဘောင်မင်းကြီးနဲ့စစ်တင်တာပရိကြီးများသည့ ယဟန္နာရှင်မဟာယတမထေကိုဥချကြတော့ပါတော့တယ်။ထို့အခါမထေမြတ်သည်စစ်အောင်နိုင်ပါစေလို့စုမပေးတော်လဲ။မြတ်စွာဘုရား၏ဆန္ဒနဲ့ဆိုပုံမူမင်းကြီးအားပေးလိုက်ပါတော့တယ်။ပြီးရနောက်မှာဥရပောင်မင်းကြီးနဲ့တကွစစ်သည်များပန်ချွာပြင်းတို့ခြိတက်လာကြပါတော့တယ်။ပန်ချွာပြင်းနဲ့ဤတော်နေရာတွင် ရေခိတရာတက်ကြီးနဲ့ဗျင်မဲမြတ်တို့ခိတခဏစကန်းချလိုက်ပါတော့တယ်။ဘုအချင်းတွင်ရှန်သိဒ္ဓတိမဟာသုလစီတော်ကြီးကိုတိတ်တိတန်သာပြည်တဲ့နေ့ဖြစ်ပါတယ်။နန်းတော်ကပြန်လာပြီးစွမ်းခံကြွတိဟန်ဖြင့်ဘာယတိကျောင်းမှအရှန်သိဒ္ဓတိအမြန်ထွက်ခွာလာပါသည်။တပ္ပိယနှစ်ယောက်သည်ကျောင်းသင်ကန်းနှင့်တော်တော်လှန်လှန်မကြီးပင်ကြီးအောက်တွင် စောင့်နေပါသည်အရှင်သိဒ္ဓတိသူတို့နှစ်ယောက်နဲ့တွေ့ဆုံပြီးလူဝစ်လဲကလူအသွင်တို့ကူပြောင်းလိုက်ပါတော့တယ်ပြီးတဲ့နောက်မှာသူတို့သုံးယောက်ဒီအောင်ပြီအောင်ပြီအောင်ပြီဟုသုံးချိန်တန်တန်အော်ကဖောက်ခွာသွားပါတော့တယ်ဘာရန်တဲ့သည်အချင်းကြလို့ပြန်ရောက် မလာတော့ကြောင့်ကျောင်းသင်္ကန်းအတွင်းတို့ နေရနှက်လိုက်ရှာရမြည်သူမှမတွေ့မြင့်သည့်ပစ္စည်းမှလည်းမရှိတော့ချင်းထိုအခါမှာတော့ဘိုင်းယန်သည်အချင်းတွေကိုသဘောပေါက်သွားတော့တယ်လဲရင်ကိုအမြန်အစင်ပြီးနန်းတော်တို့ကြွသွားပါတော့တယ်ဘယံမနီသူမပင့်မဲရောက်လာတော့ကြောင့်အန်အောနေဘိုင်းယန်သည်ရောက်တည်နဲ့လိုရင်ကိုသာဆိုပါတော့တယ်ခမန်းတော်တို့အလိန်ခံလိုက်ရပြီသမီးတော်သူ့ကိုယ်သူသူ့အနာဘုံမိယဟန်ပါလို့ပြောတဲ့သူဟာ တကယ်တော့ယဟန်တို့ယဟန်ရောင်သွဲအခုအဲ့ဒီယဟန်နဲ့အပေါင်းပါနှစ်ယောက်ဖျက်ပြေးသွားကြပြီဟုပြောလိုက်တဲ့အခါမှာတော့ဗျာမသည်ငယ်တိတ်ကိုငွေပေါက်ခံရသလိုပြင်းထန်စွာ ခံစားလိုက်ရပါတော့နိစီရောကြီးမဟာသုလစီရောကြီးဟုရေရွတ်ကမတက်ကြက်လိုက်ပါတော့တဲ့ဒီအခါမှာတော့ဘာရသေးသည်အာလုံးပြီးဆုံးသွားပြီအမီတော့သွားမကြည့်နဲ့တော့စိတ်ကိုတည်ငြိမ်ထားချင်မရှိတော့ဘူးပန်းထွာပြေကို ကာကွယ်ဖို့သာအမြန်ပြစင်တော်ဟုပြောကာကျောင်းတန်ကန်းတို့ပြန်ကြွသွားပါတော့တယ်။တရေခိနရတက်ကြီးလဲစခန်းချရာနေရာမှာပန်းထွားပြေကိုခြေတက်လာပါတော့တယ်။သူအခါတောင်းတကားမှုစေလွတ်လိုက်တော့မြင်းတည်တော်ဗေယမတန်ခစားရန်ခွန်တောင်းတော်ကြောင့်ဗေယမဗေယမခွင့်ပြုလိုက်ပြီး တရေခက်တရာအသက်ကြီးခြေတက်လာကြောင်းကိုရှောက်တင်ပါတော့တယ်။ဘောကဗယံမသည်သမုကြီးနန္ဒကိုတပ်ဖြန့်ထားရန်စေခမ်းလိုက်ပါတော့တယ်။ဘောကဗယံမသည်လုံနေကြအတိုင်းပင်မဟာသုလစီတော်ကြီးကိုတွေ့ရန်ဆောင်းဆိုင်နေတော်သည်။ယဟန်အတုကြောင့်မြောင်းလင်းချက်မရှိတော့ကြောင့်တည်တော်လဲအားကိုးเสียရဖြစ်တော့ကြောင့်သူရန်သာဆောင်းဆိုင်နေတော်သည် အချက်ပေးခေါင်းလောင်းတံများကြားသည်နှင့်ဗျာမသည်မဟာအတုလစီတော်ကြီးကိုတစ်ချက်ချင်းအားဆာ၍ ြုလိုက်ပါတော့တယ်သို့တော့စီတော်ကြီးသည်အနှံ့ငံမြသာအတန်ထလာရင်ချင်းမရှိတော့ပါဒုကာဗျမတွေစီတော်ဆောင်ခမ်းမမှာထွက်လာပြီးမိန်ချလိုက်ပါတော့တယ်မဟာသူလစီတော်ကြီးပြစီသွားခြင်းပြီးမကြခင်မှာတရေခက်တရအရေကိုရင်ဆိုင်ရကြပါတော့မယ်အခုအခါအချိန်တိုင်းအချိန်တိုင်းဟာလွန်စွာတန်ဖိုးရှိတယ်ဆိုတာတတိချက်ကြပါဘိုးဘိုးနဲ့တော့အကြီးအကဲများအားလုံးညီလာခံခမ်းမတဲ့မှာ နေမြတ်အတိုင်းနေကြပါစစ်တီတော်များအားလုံးကျန်သူကိုကုကံဖို့အသင်ရှိကြပါစေဟုမိန့်ကြားလိုက်ပါတော့တယ်ဘုံတို့ရှောက်တင်လိုက်တော့အခါဗြဟ္မညင်းဆိုခြင်းမပြုတော့ပေဗြဟ္မနီကောင်းပြီကောင်းရွှေ့တင်းတဲ့နေရာကိုအကြံပေးရှောက်တင်ကြပါစေခုမင်ကြပါတော့တယ်နေရာများကိုအသီးသီးရှောက်တင်ကြသည့်အနက်ငွေတိုက်တော်ဝင်မင်းကဤသို့ရှောက်တင်လိုက်ပါသည်ကျွန်တော်မျိုးအနေနဲ့ယခုလိုတီးဆောက်ပြီးမြို့ပြများ ကိုရွေးချယ်သည့်ထက်တောင်ကျုံဆဲချရသည့်ဒေသတစ်ခုခုကိုရွေးချယ်ကတိချာနိုင်ငံတော်အသည့်တူတောင်တင်ကြောင့်အကြံပြုပါရစေဟုလျှောက်တင်လိုက်ပါတော်သည်ကိုအခါဘယမကဝင်းမင်းရဲ့လျှောက်တင်ချက်မှာတင့်လျော်မှန်ကန်လှပေးတဲ့နိုင်ငံတော်အသည့်သည့်ဆောက်ရန်နေရာဒေသကိုအမြန်ဆုံးရွေးချယ်ကြပါစေဟုမိန့်တော်မူလိုက်ပြန်ပါတယ်။ရောင်းရွှေမိနေရာကိုလည်းအမျိုးမျိုးလျှောက်တင်ချက်သည့်အနက်အသွင်းကိုရန်တော်တတ်မှု မေသစ္စာကမဝဲမယင်းလျှောက်တင်လိုက်ပါတော့တယ်ဘုရားကျမမေသစ္စာလျှောက်တင်ခွင့်ပြုတော်မူပါဗျာဘယ်မှဆန္ဒရှိတော်မူပါကဘုရားကျမဤဇာတိမြေစစ်နှုတ်ရွာတို့ဖိတ်ခေါ်အပ်ပါတယ်ဘုရားဟုလျှောက်တင်လိုက်ပါတော့တယ်ဒီလိုလျှောက်တင်ပြီးတဲ့နောက်မှာတော့စစ်နှုတ်ရွာဘယ်မှာရှိတယ်ဘယ်လိုသွားရမလဲကိုတင်လျှောက်လိုက်ပြီးဘုရားမဒီစစ်နှုတ်ရွာကိုပဲရွေးချယ်ရန်မိန့်တော်မူလိုက်ပါတော့တယ်တတော်ရှင်ဘိုးဘိုးကြီးကိုအားလုံးစီစဉ်ရန်လွှတ်တော်မူလိုက်ပါတော့တယ်ထို့အချိန်မှာပင်စက်သားတယောက် ရောက်ရှိလာပြီးတောင်ဘက်မြို့ရတကကျိုးပေါက်သွားပြီးဘေဒနုံးတက်ကြီးအပြင်းထန်ခုခံနေရကြောင်းရှောက်တင်ပါတော့တယ်။ဗယံမသည် အချင်းတွေကိုကြည့်ရန်နမ်းမြို့ရိုးပေါ်သို့ချက်ချင်းကြွားရောက်သွားပါတော့တယ်။ကိုရံတော်တမိုးကြီးနန္ဒသည်အထင်းတော်ကြီးမြို့ကိုဗယံမ၏ရတနာပစ္စည်းများကိုထုတ်ပိုးယူဆောင်ရန်တတိပိနမ်းမြို့ရိုးပေါ်သို့လိုက်ပါသွားပါတော့တယ်။ပြီးတဲ့နောက်မှာဗယံမနှင့်တကွနန်းကင်းသူနန်းတွင်သားအလုံးထွက်ခွာရန်နန်းပြန်ဘက်တွင် လူစုကြပါတော့တယ်အားလုံးဆုံးတော့ကညညကြီးထိတ်ရှိရွာဥစေတီတို့မြင်းများကိုစီဖြင့်ပတ်ကွာသွားကြပါတော့တယ်အထင်းတော်ကြီးဝိယုသည်နတ်မြန်ဘတ်ထွက်လာသည်နှင့်သူ၏အမိတ်မျက်ချေကိုတတိယသွားပါတော့တယ်ဘယံမနောက်လိုက်တာနေရသည်သူ့အမိတ်စီစိတ်ကရောက်နေပါတော့တယ်ဒါကြောင့်မဲ့သူတို့ထွက်လာချိန်မှာမှောင်နေပြီဖြစ်သောကြောင့်မောင်ရိတ်ကြနေသောအပင်ကြီးတစ်ပင်အောက်ကို မတိမတလေးကွယ်၍နေခဲ့လိုက်ပါတော့တယ်အမောင်ရိတ်ကကြီးသောကြောင့်သူကွယ်နေသည်ကိုဘယ်သူမှမမြင်ခဲ့ကြပေအလုံးဝိသူရောက်သောအချိန်မှသစ်ပင်နောက်မှထွက်လာပြီးမိသည်မြင်းကိုတုံးဆိုင်ကသူ့အမိမျက်ကျယ်စီကိုလိုက်သွားပါတော့တယ်ပြင်းရွာထိတ်ရှိရွာဝစီတီတို့ရောက်သည်နှင့်လူစုထားသောဗိဒနိုသက်အချို့သည်လည်းစုံသောအခါအင်းနဲ့ရံပြင်ဆင်ပါတော့နီသူတို့ပြင်ဆင်တဲ့ချိန်မှာတော့မိဟူကိုရှာလို့မသေးတော့ဘူးဟိုအခါ အတွင်းကိုရံတော်မဲတစ္ဆာကဗျာမနောက်လိုက်ပြီးဒီဆက်လေတော့အမိယူအဖြစ်မှာကို မသိတော့ဗျာမသည်မိယူတစ္ဆာဖောက်သွားပြီဟုထင်နေသည်ချင်းရင်လဲထင်ရစရာပဲဖြစ်သည်ဗျာမ၏လက်ဝဲရန်နာများအားလုံးနှိမ့်ပါသွားပါတော့တယ်ပိတ်သနုံးမျိုးကြီးလည်းပြကြသွားလိမ့်မည်သူတော်ပေါင်းဘရင်ကြီးသည်ပန်ထွာကိုနန်းတော်တွင်လိုက်ရှာအရာမသိတော့ကြောင့်ဘောနာထွက်ကနန်းတော်တစ်ခုလုံးမိရှုစေဟုမိန်တော်မူလိုက်ပါတော့တယ်နန်းတော်တစ်ခုလုံးမိယုံတော့က ရာကျသွားပါတော့တယ်။ဘိုးအချင်းတွေမိဦးသည်ဗြမိုက်ဂျန်နာတို့ကိုကိုယ်ထဲတွင်ကပ်နေအောင်ခြိထားလိုက်ပြီးသူ၏အမေကိုအိမ်တွင်လိုက်ရှာရမတွေ့ပါ။သူ၏အမေကိုအိမ်တွင်လိုက်ရှာရမတွေ့တော့ကြောင့်နေရအနှက်လိုက်ရှာပါတော့တယ်။သူတို့လိုက်ရှာရရက်အနှဲငယ်ကြာသွားပါတော့တယ်။တနေ့တွင်ရှာနေရမှသရေခိတ္တရာတတနှုံးနှင့်တွေ့တော့အခါမိလူသည်ဝင်ပုန်းလိုက်ပါတော့တယ်။သူတို့ပုန်းလိုက်တော့လဲ သေခေတ္တရာတတနှုတ်ဤဤကိုသိသွားပြီးမတေကာတိနှင့် ယင်ကြီးရှိကိုခေါ်သွားပါတော့လေမင်းကြီးရဲ့ရောက်တော့အခါမိဥကိုရဟန်းရောင်ဆောင်ထားသောအိကကမမိတော်ကြောင့်ခင်းတော်ကြီးဖြစ်သည်ဟုမင်းကြီးအားလျှောက်တင်လိုက်ပါတော့တယ်ထို့အခါမင်းကြီးသည်ပျော်သွားပါတော့တယ်ခင်းတော်ဆိုတော့ပန်ချွာဘယ်နေရာမှာရှိကြောင်သိနိုင်မည်ဆိုကမိဥကိုချော့မေချော့မေအမျိုးမျိုးမေးတော်လဲမဖြေတော့ကြောင့်နောက်ဆုံးတွင်ကြောက်ဖို့ဖြင့်ပြင်းထန်စွာရရွေ့မိပါတော်သည်ထို့အခါမိဥသည် တို့ရဲ့ရိုက်တဲ့တံကိုမခံနိုင်တော့ကြောင့်ကျမ်းပြန်တို့လဲကြသွားပါတော့တယ်။ဒီကမှာတော့မိယူသည်သူတေလို့မဖြစ်သေးသူ့အမေလဲရှာကျင်သေးတယ်။ဘယမိုက်လက်ဝိယန္တာသေးကိုလည်းပြန်ချင်သေးတော့ကြောင့်ဘယမရှိရအရာရိမြစ်ကန်းတစ်ဖက်စစ်စနိုယွာမာလို့မိယူကပြောလိုက်ပါတော့တယ်စစ်စနိုယွာရောက်ရင်သူ့ကိုနှုတ်ပေးဖို့မိယူကဘရင်ကြီးထံတောင်းဆိုပါတော့တယ်ဘရင်ကြီးဒီထူတောင်းဆိုချက်ကိုလက်ခံလိုက်လေသည်ဒုက္ခမင်းကြီးသည်တတ်စုပြီးစစ်စနိုယွာတို့လိုက်သွား နေတော့ဒီစစ်စနုတ်ရွာမရောက်ခင်စစ်စနုတ်ရွာအနီးတွင် စခန်းချလိုက်ပါတော့တယ်စစ်စနုတ်ရွာတွင်ပန်ထွာရှိမရှိအထောက်တော်ကိုစုံစမ်းနေခဲ့ပါတယ်ပန်ထွာပင်မသည်စစ်စနုတ်ရွာတွင်မနေဘဲရွာဤတောင်ဘက်တွင်နန်းတော်ဒီဆောက်ကနေထိုင်နေကြောင်းသိရပါတယ်ဒုစရဒုရဝံမင်းကြီးသည်ပြီးတဲ့ဂရိအတမိဟုကိုလုပင်းလိုက်ပါတော့တယ်မိဟုသည်ရက်ခံတားရသောတန်ရာကြောင့် ဗေယမစီကုမသွားနိုင်ပဲသစ္စနောရွာရှိမေတ္တစာဤအမျိုးတွေတအကူညီတောင်းမိဗေယမထံသွားရပါတော်သည်ဗေယမစီရောက်တည်နှင့်မိယုသည်ပြုကံတော်မာသည်ဗေယမသည်တစ္ဆာဖောင်းမိယုနှင့်မတွေ့ခြင်းဘူးဆိုတော်ပါတော့တယ်ဘောကမိယုသည်တစ္ဆာဖောင်းမဟုတ်ကြောင်းတည်တည်ပြမယ်ဗေယမအတွက်အရေးကြီးတဲ့တည်ပြပါတယ်ဆိုကပြောလိုက်ပါတော့တယ်ဘောကမှာတော့ဗေယမသည်တွေးခွင့်ပြုလိုက်ပါတော့တယ် ယံမကိုတွေ့တဲ့ငံမိဦးသည်ဗယံမရန်သားတွေကိုပြန်အပ်တော်တော်တက်မြတ်ဆစ်စနောအနည်းတွင်စကန်းချသည်ဟုရှုတ်တင်လိုက်ပါတော့တဲ့ဘောကဗယံမသည်ရန်သူကိုတိုက်ခိုက်ရအသင့်ပြန်စင်ခိုင်းပါတော့တဲ့ထိုအခါတော်တော်တက်ကြီးသည်ချက်ချင်းရောက်မလာပဲအတော်ကြာမှဤကျော်သားများဖြင့်ရောက်လာပါတော့နီထိုအခါတော်တော်မင်းကြီးသည်ကြီးဆုံးစင်ကြီးကိုစီးကအရှိမလိုက်လေတော့တဲ့ဘန်ထွာတီ ဲတော့ဘောင်မင်းကြီးကိုမြန်တော့ကငါရလို့တွေ့ပြီဆိုပြီးလေးကိုထုတ်ကတော့ဘောင်ဤရောင်ဝတက်တဲ့ကိုပြစ်ထည့်လိုက်ပါတော့တယ်။မြမကြီးလင်းတန်ဒီလွဲချင်းမရှိပဲတက်တဲ့ကြီးဝင်သွားပါတော့တယ်။သို့တော့ကံမကောင်းစွာဖြင့်ဝင်လာတော့လေးတန်ကိုအခြားလေးတန်တစ်ချောင်းကဝင်ကြွေလိုက်သွားပါတော့တယ်။သူကမြမကြီးလေးတန်ဒီလွန့်စင်ကထွက်သွားပါတော့တယ်။မကြမီမှာပဲညာမှုများရွာသည့်အတိုင်း ကောင်းကင်တွင်မြားတံများပြန်၍ပန်ထွာပင်မိုက်ဘက်ကိုမြားတံများသွားပါတော့တယ်။ဘယင်မိုက်တက်များသည်အကြဆုံးများလေတော့တယ်။ဘယင်မသည်မြားမိုးရွာနေသည်ကိုအကာအကွယ်မယူဘဲဤတိုင်းရက်နေပါတော့တယ်။မြားတံတချောင်းသည်ဘယင်မိုက်အနားမှာဖြတ်သွားသည်ကိုတမူကြီးနန္ဒာမြင်တော်လဲ။မြားတံနောက်နောက်တချောင်းကဘယင်မစီကိုတက်တဲ့ဝန်လာတော့ကြောင့်တမူကြီးနန္ဒာသည်ပါဇက်မဝဲဝဲလို့အောကဘယင်မိုက် ရှေ့တွင်ဝန်ခံလိုက်ပါတော့တယ်။ထိုအခါချက်ချင်းပင်ရင်ဝကိုမှန်ကအသက်ဆုံးရှုံးသွားပါတော့တယ်။ထိုအခါဘယင်မတက်များသည့်ခုခံချက်မပြုတော့ပဲငြိမ်သက်သွားပါတော့တယ်။ဘယင်မသည်ဘူဒေတာကိုမငုံနဲ့ဘူဒေတာမငုံနဲ့ဒါတိုက်ပွဲမှာကြဆုံးတာဤသို့ကုံလိုက်ဆံပါဟုအာပေညစ်သိစကားပေးနေတော်လဲဘယင်မ၏စကားတန်များသည့်နဲငယ်တုံသာသွားတွေကိုမထိန်နိုင်လိုက်ပင်ဤရဏမှာတော့ ဗယမ၏ရှေ့သို့ကြီးမားလာသောဆင်ကြီးဖြင့်ရဲဝံစွာ ရောက်လာသူကိုတရေခေတ္တရာ၏အကြီးအကဲသုတဘောင်မင်းကြီးဟု သိတော်လဲမြေသူမှမလျှောက်တင်ဝဲမေထို့နောက်မှာတော့ဗယမနှင့်အနီးဆုံးတွင်ရှိနေသောအမတ်ကြီးဗန်သိန်းသည်စိုးနှင့်ကြေခွဲသောဗယမကိုသိုးသိပ်စွာလျှောက်တင်လိုက်ပါတော့တယ်စန္နန်းတော်တို့ပြန်ကြွရန်အချိန်သင့်ပါပြီဗျမဟုလျှောက်တင်လိုက်ပါတော့တယ်သူတို့ဘောင်ဒီစင်တော်ပြက်လိုက်ရန်ပြောတော်လဲ ရန်သူနှင့်အတူကျွန်ုပ်မလိုက်နိုင်ဟုဆိုကခြေလင်းလျှောက်၍ဇနန်းတော်သို့ပါရောက်ပါတော့တယ်သူတို့ဘောင်မင်းကြီးသည်သူတို့လူစုနောက်တွင် ခက်ခေါက်ကလိုက်လေသည်နန်းတော်သို့ရောက်သည်နှင့်တတ်တော်ရှိဘိုးဘိုးကြီးနှင့်ဗိတ္တနိုးဘမှအကြီးကဲများနေရာယူလေသည်သူတို့ဘောင်ပြင်းကြီးကိုလည်းတတ်တော်ရှိဘိုးဘိုးကပင် နေရာချထားပေသည်အားလုံးဆုံသောအခါ သူ့ဘောင်မြင့်ကြီးဒီပန်ထရာဘီယမကိုဤတို့မေးလိုက်ပါတော့တယ်အမတော့ပန်ထရာဘီယမလက်နဲ့ချပြီလားဘီယမကကျွန်တော်လက်နဲ့မချအရှုံးမပေးပါသူ့ဘောင်ကပြုံးလိုက်ပြီး ဆက်လက်မေးပါတော့တယ်အရှုံးမပေးသေးပါကတရီခရိယန်တောက်ကိုဘာကြောင့်ပြန်လည်တိုက်ခိုက်ချင်မပြုပဲဆက်ရက်လိုက်ပါတယ်လဲအမှတော့ကျွန်ုပ်နားမရှင်းပါဘူးပြောကြသည်ဘယံမကကျွန်ုပ်ရဲ့ကိုရံတော်တမှုကြီးကြဆုံးသားတဲ့အတွက်စစ်ရက်နားလိုက်ချင်တာဖြစ်တယ်တရဘောင်မင်းကြီးဒီရီယာအကျင့်ပြောင်းလိုက်ပြီးသူ့သဘောထားကိုယခုလိုသိစေလိုက်ပါတော့တယ်တရဘောင်မင်းကြီးက ကောင်းလာပါပြီအမတော်ဘက်ကလက်နဲ့ချအရှုံးမပေးခြင်းကောင်းလာပါပြီအမတော်ဘက်ကလက်နဲ့ချအရှုံးပေးခြင်းမဟုတ်တဲ့အတွက်မြေသူကိုမြစစ်တုံပန်းအဖြစ်ခေါ်ဆောင်ခြင်းမပြုပါမြင်းလာရှင်ဆွဲရာထူးအတိုင်းပင်တရိခိတ္တရာသို့ခေါ်ဆောင်သွားပါမည်မနှက်ဖြန်နဲ့နဲ့နင်းမထွက်မီစတဲ့ထွက်ခွာမှာမို့အာလုံးအသင်ရှိကြပါစေဟုမိတ်လိုက်ပါတော့တယ်ဤတဲ့နောက်မှာပန်ချွာဗေမလီကျွန်ုပ်ပင်မလာပြီးတင်ပြောရန်မရှိတော့ပါကကျွန်ုပ်အနာယူချေအောင်မယ်ဟုဗေမလီ တို့ဘောင်ပြန်တန်ခွင့်ပန်သည်လည်းမဟုတ်မချင်းမငံပြောသည်လည်းမဟုတ်တာမန်နေသာတာမန်အတန်ဖြင့်ပြောပြီးအတွင်းတော်တို့ဝင်တော်မူတော့တယ်ယမသည်ဒုညတွင်ကောင်းစွာဆက်တော်မခေါ်နိုင်မေရောဆန္ဒမှုကိကိုတွေ့လို့သောဆန္ဒပြန်ပြနေပါတော့တယ် သို့တော်သွေးခွင့်မကြုံနိုင်မဲတော်ရှိရာပုံပါရက်စီတို့မျော်မှန်းပြီးဂရိစကားဆိုလိုက်ပါတော့တယ်။သမီးတော်ရန်သူနောက်လိုက်ရပါတော့မယ်။တနည်းနည်းတစ်ချင်းချင်းမှတော့သမီးတော်အောင်နိုင်သူဖြစ်ရပါစေမဲလို့ဂရိပြုပါတယ်မဲမဲဖျားဟုဆိုမိပါတော့တယ်။နောက်တနည်းနဲ့အရုံသက်ပြီးသတ္တဗောင်ဒီ ဤဆတ်ထွက်ရန်အမတော်ပန်ထွာကိုယထာတတုတက်ရန်ပြောကြပါတော့နဲ့ယမနဲ့အတူအထင်းတော်မိယူနဲ့မေသစ္စာတို့လိုက်ပါသွားကြပါတယ်ရှေးဆုံးမှသရပောင်မင်းကြီးစင်တော်ပရင်စင်တော်နောက်ကပန်ထွာဗိမာဤရှင်ယထာကို လိုက်စေခဲ့ပါတယ်လန်ခရီးတွင်ပန်ထွာပြေကြီးကိုဖြတ်၍သွားကြရသည်ပေတရုံမြို့၏နန်းတော်အဆောင်ပြတ်သက်မြို့ရုပ်ယုဒကလူနေအိမ်များပါဆိုဘာမှမရှိတော့ အကုန်နီးလောင်ပြကြသွားပြီးဒီလိုနဲ့ပန်ထရာမြေကိုကြော်လာရတရေခိတရအဝေမဆာ၍နန်းတော်အထိပန်ထရာဗျမပန်ထရာဗျမတတ်တော်ရှိပါစေ ဆိုပြီးကောင်းကြည့်ပေးကြပါတယ်။ဒေခိတရပြည်သူများသည်ငေးထွေးစာကြိုးစို့တော်လဲဘယံမသည်အေးဆက်၍သာနေသည်။တရဘောင်မင်းကြီးသည်ပန်ထရာဗျမကိုမနှိမ်ချ လုံးလိုက်အကြိုက်ကိုသာ ဆောင်ရွက်စေသည်တို့ကပန်ထာရီတရေခိတရာနန်းတော်တဲ့တွင်မင်းလိုသည်ကိုငင်းကြီးတည်သောကြောင့်တရေခိတရာပြင်မျိုးရိုးအပြင်ဘက်ပေါင်ယွန်းတွင်တိချာပင်တော်မျိုးရွှေဘုံသာမျိုးကလေးကိုတိဆောက်ပေးခဲ့ပါသည်ပန်ထာပြင်မှဘာလာသောအချွေရန်နောက်လိုက်ပါများနှင့်အတူစံမြန်းစေခဲ့ပါသည်တို့ဘောင်မင်းကြီးတွင်မိဖုရားလေးပါရှိပါသည်တဝုဘုံနောက်နမ်းမိဖုရားနောက်တဝုဘုံတောင်းနမ်းမိဖုရား နောက်သုံးဦးကိုမြောင်နှမ်းမိဖုရားပန်ထွာကိုအလယ်နှမ်းမိဖုရားအဖြစ်တင်မြောက်တော်မူခဲ့ပါတယ်အချိန်ကာလကြာလာသောအခါပန်ထွာလွင်သားတော်တစ်ပါးဖွားမြင်ပါတော့တယ်ကြံမိဖုရားတွေမှာလည်းသားတော်သမီးတော်သဦးစီဖွားမြင်ပါတော့တယ်ပန်ထွာ၏သားတော်မှာသုတရေဖြစ်ပါတယ်တောင်နှမ်းမိဖုရားမှသုတရံမင်းသားမြောင်နှမ်းမိဖုရားမှသုတဆန်နောက်နှမ်းမိဖုရားမှတူဝနမာလာသမီးတော် ဒီဒီနောက်အခါတွင်ပန်ချွာမိဖုရားဤသားတော်ဒုဒရင်နှင့်မြောင်နှမ်းမိဖုရားဤသားတော်ဒုဒဇန်သည်တဏှဘောင်ကိုဝေ၍ရဟန်းပြုရာရဟန်းသာကြီး ဖြစ်လာကြပါသည်ဒုဒရင်မင်းသားဤပွဲတော်မှာအရှင်သာဏတာကရမထေဒုဒဇန်မင်းသားဤပွဲတော်မှာရှင်သာဏတေဒီမထေဟုဟောသွင်းခဲ့ကြသည်ဘုရှင်နှစ်ပါးကအခြားသူမဟုတ်ပါမြတ်စွာဘုရားရှင်ဤဇန်တော်မွေးရှင်တော်တတ်တို့ကို တိလပပရတောင်နှင့်သူတတနာဂီရီတောင်တို့တွင်ဤသာကိုဝယ်ခဲ့ကြသောအဇိကနှင့်ပလိကဂုံတန်ညီနောင်တို့ပင် ရှင်ပါသည်ဟုဖိုးတောင်ဘုရားသမိုင်းတွင်ဖော်ပြထားပါသည်။ကဲအဲ့ဒါဆိုကျွန်တော်တို့ဆက်သွားလိုက်ကြရအောင်။ပန်ချွာမိဘသည်တေခက်တရာရှိ ရွှေဘုံသာဗေဒနောမြုပ်ကလေးတွင်တတိတနာဆံခွင့်ရပါတော်လဲ။တို့ဘောင်ဘီရင်ကြီးအပေါ်တွင်ညံ့ညုံမပြေပါ။လက်စားချင်တယ်မြစ် အခါခွင့်ကိုသာအမြဲတွေးတော့ကြံစည်လျက်ရှိပါတယ်။တရိခိတ္တရာတို့ရောက်လာသည့်နှစ်10နှစ်ရှိပြီးပန်ထွာဤတတော်မှာလည်း56နှစ်ပင်ပြည့်တော်မူ။သရဘောင်ပင်ကြီးကိုလှုပ်ကြံရမှုမဲ့များနှင့်တိုင်မြန်ပါတော့တယ်။ပန်ထွာမိဖုရားဤအမတ်များက အရှင်မိဖုရားသုတ်တန်တစတညိုင်းဝါကဆက်စုပ်ရွှန်ရှားဝဲကောင်းသောအဝိပစိုးကို နတ်နတ်တော့ပေါ်ဝါပြူမီသူတို့ဘောင်အားစက်တာဘာကနူးလာတော့လက်မျက်ရှင်တော်သည်အလိုလျောက်꽌ပြောက်သွားမည်ကိုမြင်ပါကြောင်းမျက်ရှင်တော်꽌ပြောက်သွားသည်နှင့်သူတို့ဘောင်ပြင်းကြည့်ဘုံတကူများနှင့်ရော့ကျက်ပျက်စီးသွားမှမဟုတ်ချမပဲပါဖရာဟုရှောက်တင်လိုက်ပါသည်သောကပန်ချွာမိဖရာသည်ကောင်းတဲ့စိတ်နှင့်မကောင်းတဲ့အစိတ်ရှင်ပြိုင်နေသည်သို့သောမကောင်းတဲ့စိတ်ကပင်အနံ့ရသွားပါတော့တယ် အမတ်များ၏ချောက်တဲ့မှုကိုလက်ခံတော်မူလိုက်ပါသည်။ဤတဲ့နောက်မှာမင်းကြီးကမျက်နှာတုပ်ပေါ်ကဖြူလွတ်လွတ်ကိုရိုသေဆက်တလိုက်ပါသည်။မှုမများတင်လျှောက်သားတဲ့အတိုင်းပင်မင်းကြီးမျက်လုံးတော်မျက်လုံးတော်နှစ်ဖက်ကြားရှိ နုလှသောနတ်မြတ်ရှင်တော်သည်မကြခင်ကွယ်ပြောက်သွားလေတော်သည်။မင်းကြီးရဲ့အတွက်စိုးကြိုးများကတစ်ခုပြီးတစ်ခုဆက်တိုက်ချပေါ်လာပါတော်သည်။ရုံမင်းဆက်တထားသောတန်လျက်နှင့်လေးများ ဂျာမန်ပြီးတော့အရိန်မာလန်နဲ့တီလဝန်ဒဒါနက်စတီမြာပြပြကုန်တော့တယ်မင်းကြီးခေါလောင်ကြီးတည်လဲ ER မြစ်အသွင်းသို့ကျသွားပါတော့တယ်သူတို့ဘောင်မင်းကြီးဘုန်းတော်ကိုနိုင်ကြသားတည်ငှက်ပတိန်မျိုးကဖြစ်စဉ်ဆက်တာမြဲဖြစ်သည့်ချွေစင်တထောင်အခွန်တော်ကို မဆက်တာပဲနေလေသည်ဒီချိန်တွင်အခွန်တော်အမတ်များဖြစ်ကြသည်ပဇန်ဖြူပဇင်းညို့တို့လည်းဘင်းအပားမှာမရှိတော့ပဲခပီးတိန်ချောင်သွားကြကုန်ပြီဘင်းကြီးသည်အခွန်တော်ကိုလည်းကိုယ်တိုင်ကောက်ခံရတော့သည်ဘင်းကြီးကိုပန်ချွာလောက်ကြံသည်ကိုကြံမိပြားများနှင့်နန်းသူနန်းသားများအားလုံးသိကြသည်ပန်ချွာသည်မင်းကြီးဤသို့ဖြစ်သည်ကိုကျင်းသောဝမ်းသာနေသည်ဘရင်ကြီးကမူပန်ချွာပေါ်မှာမြေတားမပြတ်ချင်းမြဲအတိုင်းချင်းနေလေသည်ဤရခံမှာတော့ ပန်ချွာရဲ့နေဝင်ခြင်းကိုရောက်လာပါတော့တယ်။ဒီနေ့တွင်သေခတ္တရာနန်းတော်မှအပြိုတော်လေးနှုတ်သည်ရွှေလင်မန်းနှင့်ထဲသာတော်တကြသည်များဝတ်မြေစာဦးများကိုပန်ချွာမိဖုရားတံလာရောက်ဆက်တာကြပါသည်။ပန်ချွာမိဖုရားသည် နှစ်ချိုက်စွာစားတော်ခေါ်လိုက်ပါတော့တယ်။ဘွဲတော်မနှိမ့်စဲမိမှာပဲပန်ချွာပြမသည်ရှင်တော်ကိုလက်နဲ့ဖြီးပြီးတရင်တရာဖြစ်သွားပါတော့တယ်။မိမိတို့တခင်မှာ အစာစိတ်သင့်မီကိုထိန်းတော်ကြီးမိဟုတီးလိုက်ပါပြီမိဟုသည်တမတော်ကြီးကိုပင့်ညာလူစားတို့မူညာတို့ကိုနှောင်းပြောလိုက်ပါတော့တယ်ပန်တော်ဗေမသည်သုသက်စွာဖြင့်မင်ချလိုက်ပါတော့တယ်သမားတော်ကြီးကိုပင်ဖို့မလိုတော့ပါဘူးမိဟုလွန်နေပြီတော့ကမိဟုဒီငိုနေတော့နီမငုံနဲ့မိဟုမငုံနဲ့အခုငါအလက်ရောက်ပြီကိုလုတ်ခဲ့သမျှကိုခံရပေမပေါအမောင်းပြက်လက်တုံပြန်ခြင်းကိုဒီဘွားမှာပဲအဆုံးတက်လိုက်ပြီမိဟု ဟုပြောကြလာပါသည်။ဓမ္မတော်ကြီးလက်လာသောအခါဗန္ဒရာ၏အခြင်းအရာသည်မကောင်းသောမှန်ဓမ္မတော်ကြီးသိတော်လဲစည်းဆက်ကိုလက်ဆက်ချင်းချပေးနေသည်။သို့တော်ပါဇက်ထဲမရောက်ဘဲအောက်ကိုပဲစီးကျသွားပါတော့တယ်။ဒီရင်ကိုကြားနေတဲ့ဘင်မမြတ်ကြီးသည်လဲကြွချီတော်မူလာပါတော့တယ်။ဘင်ကြီးလဲဝမ်းနဲ့ကြေကွက်လေးအမတော်အမတော်ဟုခေါ်လေသည်။ဗန္ဒရာမိဖုရားသည် ပြန်မထူးနိုင်တော့ဘဲဒီနေရာမှာဘဝနီကုန်ချုပ်သွားလေတော့တယ်။ဘုပ္ပအယမမဲတော့ စန္နမုခိသည်သမီးတော်ပန်တော်၏တရင်စိုးကိုသတိရလျက်ဂျမလိုက်စုတဲ့ဟူပြက်မြတ်အန်စားရကယင်ကွဲနာကြ၍ကံတော်ကုန်ရရှာလေတော်တယ်သရဘောင်ဘီရင်ကြီးသည်တတ်တော်105နှစ်ပင်လဲလှက်၍အခွန်တော်ကောက်ခံခြင်းငကားကြီးလေနှင့်တကွငရဲဝဲတွင်နှမြုပ်ဤနှက်ရွာဆံကံတော်ကုန်ကြောင်းမှန်နိုင်ရစွင်တော်ကြီးတွင် ်ဆိုထားပါသည်ဒီအကြောင်းအရာတွေကိုအသေးစိတ်သိရှိလိုပါကစိတ်ပညာရည်ရည်နာထားတဲ့ entrepreneur ဆိုတဲ့စောက်ကနေပြီးတော့လေလာဖတ်ရှုနိုင်ပါလေခင်ဗျာ။ကဲရာဇဝင်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ကျွန်တော်တို့ဒီရာဇဝင်လေးကိုနားထောင်လိုက်ကြာဘယ်သူကမှန်လဲဘယ်သူကမှားလဲဘလို့သင်ခန်းစာတွေရတယ်လဲဆိုတာကိုကျွန်တော်အောက်ကကွန်မန့်လေးထဲမှာပြပေးသွားကြဖို့ကျွန်တော်မြင်သာရခံပါတယ်။အချစ်ကြီးလို့အမျက်ကြီးတာလား။ ဒါမှမဟုတ်စုတောင်းမဲ့ market လေးလားဆိုတော့ကျွန်တော်ကြည့်ရှုတဲ့လူချင်းမင်းတို့ကိုယ်တိုင်သုံးဖြတ်ပြီးကြပါကျွန်တော်တောင်းဆိုရပါတယ်ကဲဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါရစေနောက်ဗီဒီယိုတွေမှာလည်းအကောင်းဆုံးဖြစ်အောင်ကျွန်တော်ဆက်လက်တင်ဆက်ပေးသွားပါမယ်လူချင်းမင်းတို့ကြိုက်တဲ့လူချင်းမင်းတို့ဒီချန်နယ်အကြောင်းအရာတွေကိုလည်းအောက်က comment ထဲမှာရေးပေးကြလို့ရပါတယ်ကျွန်တော်အခါအားလျော်စွာတင်ဆက်ပေးသွားပါမယ်ဖြစ်ပါတယ်ကျွန်တော်အခါအားလျော်စွာတင်ဆက် ပေးသွားပါမယ်။နောက် channel လေးကိုလည်း subscribe မလုပ်ရသေးရင် subscribe ပြုလုပ်ပေးကြပါညာ။နောက်ထပ်မံပြီးတော့မြန်တာရက်ခံအားလုံးကိုကျေးဇူးတင်ပါတယ်။တာယာသောနေ့လေးဖြစ်ပါစေလို့ကျွန်တော်ဆုမကောင်းတောင်းလိုက်ပါတယ်။